စကိုင်းတိုင်းထက်ပိုင်းဝက်လက်မြို့နယ်နဲ့ရွှေဘုံမြို့နယ်တို့မှာနိုဝင်ဘာ29ရက်နေ့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာနဲ့စစ်ကူစစ်ကြောင်းကိုထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီရဲ့တပ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံ17လက်ပါဝင်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာ29ရက်မနက်6:00နာရီခန့်မှာဝက်လက်မြို့နယ်ဇိုင်းနိုင်လေးကျေးရွာအတွင်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားတရာခန့်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကလေးဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီနောက်ရွှေဘိုအခြေဆိုင်ခတ်လာရ52တရင်ကဟောင်ဝဆာလက်နက်ကြီးများဖြင့်16ချိန်ပစ်ကူပေးခဲ့တယ်လို့မုံရွာအခြေဆိုင်နမခကဂိုင်းရိုကော်ပတာရဟတ်ရင်3စီးနဲ့လည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲကိုအင်အားဖြည့်တင်မှုနေ့လယ်3နာရီခန့်မှာ ရွှေဘုံမြို့တောင်ဘက်မုတ်ပေါက်ကနေထွက်လာတဲ့တက်မ33လက်အောက်ခံခမာယ71ခလာယ52နဲ့ပြူစောတိများပါဝင်တဲ့အင်အား80ခန့်ပါတဲ့စစ်ကူစစ်ကြောင်းကိုရွှေဘုံမန္တလေးလမ်းမကြီးမှာတော်လှန်ရေးတပ်ဖွဲ့တွေကညနေ9နာရီခန့်အထိဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်က30ဦးသေဆုံးပြီးစစ်ကြောင်းပြတ်ပြီးမုတ်ပေါက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။အဆိုပါထိုးစစ်ဆင်တိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ PDO တိုက်နယ်တစ်ကလည်း6ပကဖအဖွဲ့များဒီပဲရင်မြို့နယ်ဂလုံမင်းအဖွဲ့ရွှေဘုံမြို့နယ်ပကဖ drone အဖွဲ့ဝက်လက်မြို့နယ်တိတ်ထရှင်ဗရမားအဖွဲ့များနဲ့မဟာမိတ်ညီနောင်တပ်ရင်းများရွှေဘိုခရိုင်တပ်ရင်း15 28 23 26 6 9 3 6 together we can တို့ကပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာတော်လှန်ရေးတပ်တွေဘက်ကရဲဘော်၄ဦးထဏ်ရာရရှိခဲ့ပြီး ညင်အောင်မဟာမိတ်တရင်6936မှာတထောက်ဖို့တူးနဲ့ရွှေဘုံမြို့နယ်ပကဖရဲဘော်တူးပါဝင်ရဲဘော်2ဦးကြဆုံးခဲ့ရပါတယ်။တင်းစီရရှိတဲ့လက်နက်ခဲယမ်းတွေကတော့ MA1 တနက်5လက် MA2 တနက်2လက် MA3 တနက်2လက် MA4 တလက် RPG လောင်ချာတလက် RPG G73 တောင်း60မမ G9 တောင်း G ပေါက်71ခုအင်နာကနှလုံးနနက်တိနှလုံးစတာတို့ဖြစ်ပါတယ် ကြံဖက်စစ်ခွေးတွေဘက်က34ဦးသေပြီးအများအပြားဒဏ်ရာရခဲ့တယ်။စစ်ကြောင်းလည်းပြတ်သွားပြီးမုတ်ပေါက်ကိုပြန်ဝင်ရတယ်။ရဲဘော်တွေရဲ့စိတ်ရှည်တိခတ်မှုအပင်မခံမှုနဲ့အခက်အခဲတွေကြားကရလာတဲ့အောင်ပွဲတစ်ခုပါ။ဒီတက်ပေါ်ပြီးစီးစီးလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့ရှေ့ဆက်သွားကြဖို့အားသစ်လောင်းလိုက်ပါတယ်လို့ရွှေဘုံမြွတ်နယ်ပကဖတာဝန်ရှိသူကတိုက်ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်ရှင်။